မင်္ဂလာပါခင်ဗျာ Revenue Burma News Channel ကနေပြီးတော့ November 28ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ကျပ်ဖို့ပါတီကိုမဲပေးရေးမဲဆွယ်နေတဲ့အောက်တန်းစားစစ်ခွေးဘုံမှတရုတ်ဆောင်နေအောင်ကစစ်တပ်အနေနဲ့တိုင်းပြည်ကိုမတင်းကြီးအောင်လုံဆောင်နေသူမှန်သမျှကိုအကုန်တတ်ပြရမယ်ဆိုပြီးတော့ပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အောက်တန်းစားတရုတ်ဆောင်နေအောင်က၎င်းအနေနဲ့စစ်သားသားသမီးဖြစ်တဲ့အတွက်ယူနီဖောင်းမြင်ရင်တောင်မှချစ်ကြောင်းဂျက်ဖို့ပါတီဟာစစ်ခွေးတပ်ကလာတဲ့ပါတီဖြစ်တဲ့အတွက်ဂျမ်ဖို့ပါတီကိုချစ်ခင်ကြောင်းပါတီမဲဆွယ်စည်းရုံးရေးများမှာဂျမ်ဖို့ပါတီကိုချစ်တဲ့အတွက်ဂျမ်ဖို့အင်ကြီးအုတ်ထုတ်တွေကိုမိမိဆန္ဒအရဝင့်စင်လာခြင်းဖြစ်ကြောင်းစစ်တပ်အနေနဲ့တိုင်းပြည်ကိုမတည်မငြိမ်ဖြစ်အောင်လို့သူမှန်သမျှကို အကုံတက်ပြရမှာဖြစ်ကြောင်းဂျမ်ဖို့ပါတီအာဏာရလာပါကတိုင်းပြည်တည်ငြိမ်အေးချမ်းသွားမှာအသေးအချာဖြစ်ကြောင်းထုတ်ဖော်ပြောဆိုလိုက်ပါတယ်။လက်ရှိဖြစ်နေတဲ့နိုင်ငံရဲ့အခင်းကျင်းပေါ်မှာရောဗာများဖြစ်ဆွတ်ပြောချင်တာရှိတယ်။နိုင်ငံရဲ့အခင်းကျင်းကတိုင်းပြည်ကိုမငြိမ်အောင်လုပ်တဲ့ကောင်တွေအကုံတက်။ဟုတ်ကဲ့ရှင်းနေနော်။ပြန်ပြို့ပေးရလာလေဥက္ကူတောင်းအောင်မေးတယ်လေ။ပြန်ပြို့စီ come from the military တမရော်ကလာတဲ့အဖွဲ့အစည်းများတယ်လူတွေပဲ။တမရော်မကဝဲအခုလူတွေဘဝပြက်ကုန်ပြီခင်ဗျာ။အဲ့ဒါပြောတော့ဦးလေ။ ျွန်တော်စစ်သားသားသမီးလေးယူနီဖောင်းမြင်ချစ်တယ်လေသေဖို့ဆဲတဲ့ကောင်သေကြဖို့ဟုတ်ကဲ့ဟုတ်ကဲ့ဆိုတော့ဒီကံပြုတ်ကိုထောက်ခံလိုက်တာနဲ့ပေးဟိုဟာပေါ့လူတွေစီမအပြောဆိုခံရမှာမကြောက်ဘူးလားဘာလို့ကြောက်အောင်လဲသူလည်းလူကိုလည်းလူပဲခင်ဗျကိုလေးကငါနေချင်းရွယ်တွင်စီမတက်လိုက်မယ်ချောင်းတော့မလုံးနဲ့ပေါ့နော်ချောင်းလို့ကြောက်လို့ပြောတာမဟုတ်ဘူးနောက်သူများမသိအောင်လုပ်တယ်ဆိုတာအချောက်ကျွန်တော်အဲ့လိုလေပြည်တော်ဥပြန့်ခိုင်းရင်ဖြစ်ဝေးအတင်းကိုချစ်တယ် လူများဘုခဲလို့မဟုတ်ချစ်လို့ဝတ်တာစစ်ခွေးဘောမှာအောက်တန်းစားတရုတ်ဆောင်နေအောင်ဟာရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ကျောက်ဖို့ပါတီရဲ့မဲဆွယ်စီယုံပွဲများစိုင်းဖို့ဖွင့်ပွဲများမှာမကြာခဏဆိုသလိုတက်ရောက်လေရှိပြီးတော့ပွဲတိုင်းလိုလိုမှာကျောက်ဖို့ပါတီဝစ်စုံကြီးကိုအောက်တန်းကြကြနဲ့အပြည့်စုံဝစ်စင်မဲဆွယ်လေရှိတယ်လို့သိရပါဗျ။နေအောင်ဆိုတဲ့ခွေးတခုကကျောက်ဖို့ပါတီအတွက်မဲဆွယ်ပြီးတော့၎င်းကိုဆဲဆိုလာပါကလည်းဂရုမစိုက်ကြောင်းလူလူချင်းမကြောက်ဘဲနဲ့စင်ပေါ်မှာတယောက်ချင်းတွေ့နိုင်ကြောင်းချောင်းမြောင်းလှုပ်ကြံမယ်ဆိုရင်လည်း အချောက်သာဖြစ်ကြောင်းပြောဆိုလိုက်ပါတယ်။ဒါအပြင်တရုတ်ဆောင်နေအောင်ကမွတ်စလင်များဟာဧည့်သည်များဖြစ်ပြီးတော့အင်ရှင်ဖြစ်သူများနဲ့အဆင်ပြေအောင်နေထိုင်ရမှာဖြစ်ကြောင်းပြောဆိုခဲ့ပါတယ်။အခုလိုမနေရင်အစင်မပြေကြောင်လာမယ့်ရွေးကောက်ပွဲမှာမိသူမဆိုအသက်၁၈နှစ်ပြည်ပြီးတဲ့သူတန်းမဲယုံကိုတွားပြီးတော့မဲပေးရမှာဖြစ်ကြောင်းအောက်တန်းစားစစ်ခွေးပေါ်မှာတရုတ်ဆောင်နေအောင်ကပြောဆိုလိုက်ပါတယ်။ကြန့်ခိုင်ရေးပါတီတရင်ရင်တွေကတော့တရုတ်ဆောင်များကိုမဲဆွယ်စည်းရုံးမှုမှာအသုံးပြုနေရမှာရပ်ပေါင်း60မဲဆွယ်စည်းရုံးပွဲများအတွက် ငွေကြေးတိုက်ရိုက်ပင်းချေပြီးပြီဖြစ်တယ်လို့ပြောပါရယ်။သက်ဆိုင်ရာတိုင်းနယ်မြို့နယ်များအလိုက်မှာလဲတရုတ်ဆောင်တဲ့အမှုပညာရှင်များကိုခေါ်ယူပြီးတော့ဝန်ရံခိုင်းရန်ဗတ်ကြံများထားထားပေးပြီးဖြစ်တယ်လို့သိရပါရယ်။မဲဆွဲဘွဲနဲ့စိုင်းဘုတ်ဖွင့်ဘွဲတွေကိုတက်ပေးဖို့ဖိတ်တာမှာသူတို့အတွက်သွာလာကားနဲ့တက်ရောက်ခအဲ့ဒါတော့စီစဉ်ပေးရပါမယ်။တပွဲကိုဘလောက်ဆိုတာမျိုးတော့မရှိပါဘူး။ရပ်ပေါင်း60မဲဆွဲဘွဲကာလတစ်ခုလုံးအတွက် တခါတည်းပုတ်ပြတ်ငှားလိုက်တာပါလို့ကြံ့ဖို့သတင်းရင်းတွေကရှင်းပြထားပါတယ်။ဒါအပြင်စစ်ခွေးတပ်ကလည်းစစ်ခွေးတပ်ကိုထောက်ခံနေတဲ့ဘောမာတွေဖြစ်တဲ့တရုတ်ဆောင်စုံမြတ်သူစာကျော်ရဲအောင်တို့အပါအဝင် အောက်တန်းစားဘောမာတရုတ်ဆောင်များကိုတန်ချောင်းတင်သွင်းွက်ပါမယ်များကိုချထားပေးပြီးတော့စစ်ခွေးတပ်နဲ့တပ်ဆိုင်နဲ့ပွဲများကိုမဖြစ်မနေတက်ရောက်ရန်စစ်ခွေးတပ်ကဖိတ်ကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မုံပြင်းနယ်ရေးမြို့နယ်မှာအကြမ်းဖက်ဆိတ်ခွေ့တဲ့အတွက်လူငယ်များကိုပေါ်တာဆွဲဖမ်းဆီးပေးနေတဲ့အောက်တန်းစားပြူစောထီမောင်ဖဲဆိုတဲ့မအေးဘေးပြစ်ခတ်တိုက်ခတ်ခံရပြီးတော့တေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ26ရက်နေ့ည9:20မိနစ်ခန့်မှာရေးမြို့နယ်အစင်စံပြကျေးရွာမှာအကြမ်းဖက်ဆိတ်ခွေ့တဲ့အတွက်လူငယ်များကိုပေါ်တာဆွဲဖမ်းဆီးပေးနေတဲ့ အောက်တန်းစားပြူစောတီမောင်ဖဲဆိုတဲ့မအေဘေးပြစ်ခတ်တိုက်ခိုက်ခံရပြီးတော့ပွဲချင်းပြီးသေဆုံးသွားတယ်လို့သိရပါတယ်။သေဆုံးသွားတဲ့မောင်ဖဲဆိုတဲ့ကောင်ဟာအကြမ်းမဲ့စစ်တပ်ကလိုအပ်နေတဲ့လူငယ်များကိုပေါ်တာဆွဲဖမ်းဆီးခြင်းများအားထဲထဲဝင်ဝင်ကူညီလှုံ့ဆော်ပေးနေခြင်းစစ်တပ်အားကိုးပြီးတော့ပြည်သူများအပေါ်ကိုရိုင်းဆိုင်စွာဆက်ဆံခြင်းခြေရွာထဲမှာလည်းဆိုင်ကယ်များကိုခိုးယူခြင်းလူရဲချင်းများကိုစစ်ခွေးတွေအလိုကျလှုံ့ဆော်ပေးနေတဲ့အောက်တန်းစားဖြစ်တယ်လို့သိရပါတယ်။ အဲ့ဒီမအေဘေးကစစ်ခွေးတွေအလိုကျပေါ်တာဆွဲဖမ်းဆီးတာပြည်သူတွေကိုရိုင်းဆိုင်စွာဆက်ဆံတာရွာထဲမှာလည်းခိုးမှုပေါင်းစုံနဲ့လူရဲမှုပေါင်းစုံလုံနေတဲ့အဲ့အတွက်ကျွန်တော်တို့ရေးတောက်ကြတဲ့ရဲ WGF ကရှင်းလင်းအရေးယူလိုက်တာပါဘွဲ့ကျမီတွေဆုံးသွားပါတယ်အခုဖြစ်စဉ်ကပြန်ပြီးသတိပေးတာပဲစစ်ခွေးတွေနဲ့ပတ်သက်နေတဲ့သူတို့ရဲ့လက်ကင်တို့အဖြစ်နဲ့လုံနေတဲ့သူတွေရတန်းကနေအများဆုံးရကြဖို့စစ်ခွေးတွေအလိုကျထဲထဲဝင်ဝင်လုံပင်းနေတဲ့သူတွေကိုလည်းရှင်းဆက်ပြီးတော့အခုလိုအရေးယူသွားမယ်လို့ ရေး Gorilla Force ရေးပြောက်ကြားတပ်ဖွဲ့ကတာဝန်ရှိသူကပြောဆိုထားပါတယ်ဆက်လက်ပြီးတော့ရေးမျိုးနယ်အတွင်းစစ်ခွေးတွေနဲ့ပတ်သက်ပြီးတော့တရားမဝင်ရွေးကောက်ကွဲတော်၎င်းထိခြားနေရာများမှာတော်၎င်းထဲထဲဝင်ဝင်လှုပ်ဆောင်ပေးနေတဲ့ဘဲကောင်ကိုမဆိုးအေးအေးယူသွားမှာဖြစ်တယ်လို့ရေး Gorilla Force ရေးပြောက်ကြားတပ်ဖွဲ့ကတာဝန်ရှိသူကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆလာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ KNB နဲ့မြောက်လီမြို့နယ်မင်းလက်ပံကျေးရွာအနီးမှာတိုက်ပွဲများအပြင်းထန်ဖြစ်ပွားနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဒီကနေ့နိုဗ ెంబ ာလ29ရက်နေ့မန္တလေးမှာမြဝရီမြို့နယ်မေလပန်ကြီးရွာအနီးထိုင်းသုံးပင်ကြားဖြတ်အလုပ်ယုံနာအနီးမှာစစ်ခွေးတပ်နဲ့ KNU တပ်များတိုက်ပွဲဖြစ်ပွားနေတယ်လို့သိရပါတယ်။လက်နက်ကြီးနဲ့လက်နက်ငယ်များပစ်ခတ်မှုကိုထိုင်းနိုင်ငံဘက်အချမ်းကတောင်ကြားနေရပြီးတော့ထိုင်းစစ်တပ်ကအသည့်အနေထားပြင်ဆင်ထားတယ်လို့သိရပါတယ်။ဒီမနေ့တိုက်ပွဲဖြစ်တာကဘိုးအောင်ဆန်းရဲ့ကြားဖြတ်တရုတ်ဆိုင်နေရာမှာတိုက်ပွဲပြင်းထန်နေပါတယ်။လက်နက်ကြီးတွေမနက်စောစောကလေးကပစ်နေတာ။ ဖြစ်တာကမင်းလက်ပံ DGB ဘိုးသခွားကြီးရဲ့ကြားဖြတ်စိုက်နှားမှာဖြစ်နေတာခိုင်းသုံးမင်းစိုက်လို့ခေါ်တဲ့နေရာအနောက်ဘက်မှာဖြစ်တာပါ မနေ့ကဂျက်ဖိုက်တာနဲ့ဒဂျီ112နဲ့ဒဂျီဘုံကျဲသွားတယ်အစအုပ်တွေထိခိုက်ပျက်စီးကုန်တယ်လို့ကရင်စစ်ရေးသတင်းရင်းမြစ်ကပြောကြားထားပါတယ်တခြားတစ်ဖက်မှာလည်းကရင်ပြည်နယ်မြောက်ဒီမြို့နယ်မဲလက်ပန်ချေးရွာကြားဖြန့်စိုက်ကနေထွက်ပြေးလာတဲ့တရုတ်အပါအဝင်နိုင်ငံသားသားတရုတ်ကြားဖြန့်ရာပေါင်းများစွာဟာတောင်ရင်းနေကမ်းဘေးမှာခိုင်းနိုင်ငံဗတ်ချန်းကိုကူးရန်ဆောင်ဆိုင်နေကြတယ်လို့သိရပါတယ်နိုဝင်ဘာလ25ရက်နေ့ညပိုင်းမှာတောင်ရင်းမြစ်ကမ်းဘေးမှာဆောင်ဆိုင်နေတဲ့နိုင်ငံသားသားအယောက်600ကျော်ကို ထိုင်းကကန်ကူခွင့်ပြုခဲ့တယ်လို့သိရပါတယ်။မင်းလက်ဘာမှာပြိမိနေတဲ့တရုတ်နဲ့နိုင်ငံခြားသားတွေကိုနိုဗ ెంబ ာလ25ရက်နေ့ညကလူအယောက်600ကျော်လောက်ကိုထိုင်းဘက်ကကူးခွင့်ပေးတယ်။ပေးဝင်ပါတယ်။ဒါပေမဲ့နိုဗ ెంబ ာလ26ရက်နေ့ညပိုင်းမှာတော့သူတို့ဘက်ကပြန်ပိတ်လိုက်တယ်။ညဘက်တွေဆိုရင်ပေးသွင်းတယ်လို့ဖြစ်တော့ညဘက်မှာကြားဖြန့်ခေါင်းဆောင်တွေပါပါလာမှာဆိုးလို့ဆိုပြီးပိတ်လိုက်တာလို့ထိုင်းအာဏာပိုင်များနဲ့နှိစက်တဲ့သတင်းရင်းတွေကရှင်းပြထားပါတယ်။လက်ရှိတောင်ရင်းမြေကမ်းဘေးမှာတောင်းတင်နေတဲ့တရုတ်နဲ့ကြားဖြန့်နိုင်ငံခြားသားများကို KNU ကထမင်းတုံများဝေပေးနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်ဝိုင်းမော်မြို့နယ်လမ်းမြန်ကြီးရွာမှာစစ်ခွေးတပ်နဲ့ KIA ပူးပေါင်းတပ်တွေနေတိုင်းနေပါတိုက်ပွဲတွေဖြစ်ပွားနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ နိုဗ ెంబ ာလ26ရက်နေ့ညပိုင်းသတင်းဖော်ပြချက်မှာလမ်းမြန်ဒေသစီရေးအခြေအနေအကျဉ်းကိုအတိပေးခဲ့တာပဲဖြစ်ပါတယ်စစ်ခွေးတကလမ်းမြန်ဘက်ကိုလက်နက်ကြီးတွေနဲ့ရန်တမ်းပစ်ခတ်နေပြီးတော့စစ်ရင်အားတွေဖြည့်တင်းနေတယ်လို့ပြောပါတယ်စစ်ခွေးတကစီရေးလှုပ်ရှားမှုတွေဇက်တိုက်ပြုတ်လုံနေရင်တိုက်ပွဲတွေဆက်ဖြစ်နိုင်ကြောင်း KIA ရဲ့သတင်းနဲ့ပြန်ကြားရေးဌာနကအတိပေးထားပြီးတော့တိုက်ပွဲဖြစ်စဉ်အသေးစိတ်အခြေအနေကိုတော့မဖော်ပြသေးဘူးလို့ပြောပါတယ်စစ်ခွေးတကဟာဝိုင်းမော်လမ်းမြန်ဒေသကို ထိုးစစ်ဇင်နေတာဟာ KIA သိမ့်ပိုက်ဖို့ကြံနေတယ်ခလိုက်ရ58တက်ရင်လုံခြုံရေးအတွက်စစ်ရေးဖော်ဆောင်နေတာဖြစ်တယ်လို့2024ခုနှစ်အတွင်းက KIA ကသိမ့်ပိုက်ခဲ့တဲ့နေမြေတွေကိုပြန်လည်ရရှိရေးအတွက်ထိုးစစ်စင်တာဖြစ်နိုင်တယ်လို့ကချင်စစ်ရေးသတင်းရင်းမြစ်ကပြောပြထားပါတယ်စစ်ခွေးတပ်ဟာလက်အောက်ခံပြည်သူစစ်တွေအင်အားတွေကိုအသုံးပြုပြီးတော့လေကြောင်းပစ်ကူနဲ့လန်ရန်ဒေတာကိုထိုးစစ်ဆင်နေပေမဲ့ KIA ပူးပေါင်းတပ်များရဲ့ခုခံတိုက်ခိုက်မှုကြောင့်လာပေါင်းများစွာကြာနေတဲ့လမြန်ဒေတာကိုထိုးပေါက်နိုင်ခြင်းမရှိသေးပါဘူး စစ်ခွေးတပ်ဟာ2025ခုနှစ်ຫນွေကာလသာစပြီးတော့ဝိုင်းမော်ဘက်ကိုစစ်ရင်အားတွေဖြည့်ပြီးတော့ဖိုးစစ်ဆင်နေတာပဲဖြစ်ပါတယ်။ KIA ပူးပေါင်းတပ်ဖွဲ့ဟာ2024ခုနှစ်ဒီဇင်ဘာလဇန်ကလေးကဖော်ဆောင်နေတယ်။ကချင်ပြည်နယ်ဗမောင်မျိုးသိန်းတိုက်ပွဲဟာလည်းတနစ်ခန့်ကြာတဲ့အထိကိုတိုက်ပွဲတွေဇက်တိုက်ဖြစ်ပွားနေသလိုဖားကန်ဒေသပြန်လည်ဆုံးမနိုင်ရေးအတွက်စစ်ခွေးတပ်ကကြိုးပမ်းနေတာကြောင့်လဲဖားကန်မှာတိုက်ပွဲတွေဖြစ်ပွားနေပါတယ်။ ဖားကန်ဒေတာတိုက်ပွဲမှာစစ်ခွေးတပ်ကလက်နက်ကြီး drone လေးကြောင်းရန်တပ်တက်ခိုက်မှုတွေမကြာခဏပြုလုပ်နေတဲ့အတွက်ပြည်သူတွေသေဆုံးထိခိုက်မှုတွေလည်းရှိခဲ့ကြောင်း KIA ရဲ့သတင်းနဲ့ပြန်ကြားရေးဌာနကထုတ်ဖော်အသိပေးထားပါတယ်တဖက်မှာလည်း KI ပူပေါင်းတပ်ဖွဲ့ဟာခေါလန်ဖူးဒေသမှာစစ်ခွေးတပ်စခန်းတချို့ကိုအော်တိုဘားလာအတွင်းကတိုက်ခိုက်သိမ်းပိုက်ခဲ့တာရှိပါတယ်။လက်တလောကချင်ဒေသစီရဲအခြေအနေတွေကိုမေးမြန်းဖို့အတွက် KI ရဲ့သတင်းနဲ့ပြန်ကြားရေးဌာနတာဝန်ခံဘုံဘူးကြီးနော်ဘူးစီကိုဆက်သွယ်ထားဆဲဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လာပြီးတော့တင်ဆက်ပေးရမယ်အရေးကြီးတဲ့ရင်ကတော့ရန်ကုန်တိုင်းကွန်းချံကုန်းမြို့နယ်တောင်ကုန်းကျေးရွာအုပ်ချုပ်ရေးမှူးမြင့်စောဆိုတဲ့မသားကအမျိုးသမီးတဦးကိုအတင်းအဓမ္မလိမ်ပိုင်းဆိုင်ရာချင်းချောက်အနိုင်ကျင့်ပြီးတော့ပြုကျင့်ခံရတဲ့အမျိုးသမီးကိုရွေးကောက်ပွဲနှောက်ရှက်မှုနဲ့ဖမ်းဆီးကာထောင်ဒဏ်9နဲ့ချမှတ်လိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘားလ6ရက်နေ့ကကွန်းချံကုန်းမြို့နယ်တောင်ကုန်းကျေးရွာအုပ်ချုပ်ရေးမှူးမြင့်စောဆိုတဲ့မအေဘေးကတရွာထဲမှာနေတဲ့ NLD ပါတီကိုဝင်းရံသူအမျိုးသမီးကို ချိန်ချောက်ပြီးတော့မရင်းချင်းခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနောက်အဲ့ဒီအမျိုးသမီးကတိုင်ကြားရန်စူးစမ်းတဲ့အခါမှာမရင်းကောင်အုပ်ချုပ်ရေးမှုမြင့်စော်နဲ့သူ့ရဲ့မိန်းမဖြစ်သူကအဲ့ဒီအမျိုးသမီးကိုမဲယုံလုပ်ငန်းနှောက်ယှက်မှုနဲ့အော်တိုဘားလ23ရက်နေ့မှာရဲခေါ်ပြီးတော့ဖမ်းဆီးခိုင်းခဲ့တယ်လို့သိရပါတယ်။နိုဝင်ဘာလ19ရက်နေ့မှာရွေးကောက်ပွဲနှောက်ယှက်ဖျက်ဆီးတဲ့ပုံမှများနဲ့အဓမ္မပြုကျင့်ခံရတဲ့ NLD ဝင်းရံသူအမျိုးသမီးကိုခေါင်းတန်း9နှစ်တရားရုံးကချမှတ်လိုက်တယ်လို့သိရပါတယ်။ရွာရဲ့အုပ်ချုပ်ရေးမှုရဲ့ဇနီးခင်မာတင်းက ရက်ကြီးရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌလို့တော့အဓမ္မပြုတင်ခံရလို့တိုင်ဖို့စ조사တဲ့အမျိုးသမီးကိုမဲယုံကိုနှောက်ရတဲ့ဆိုပြီးတော့ဖမ်းလိုက်တာပြီးတော့ရွေးကောက်ပွဲနှောက်ရဖြတ်စည်းတယ်ဆိုပြီးဖမ်းပြီးတော့ထောင်ချလိုက်တာပါမရင်းချင်းခံရတဲ့အမျိုးသမီးကတရားရုံးမှာသူဟာအဓမ္မပြုတင်ခံရကြောင်းတိုင်ကြားထားပါလေဒါပေမဲ့ပြုတင်သူမရင်းကောင်အုပ်ချုပ်ရေးမှုမြင့်တော်ကိုတရားရုံးကအရေးယူတာမရှိပါဘူးမရင်းချင်းသူကိုအရေးမယူဘဲနဲ့အချင်းခံရသူကိုတော့နိုဗ ెంబ ာလ16ရက်နေ့မှာရွေးကောက်ပွဲနှောက်ရမှုနဲ့ထောင်ဒဏ်9နှစ် မတရားချမှတ်လိုက်တာပါလို့ပြုတင်ခါတဲ့အမျိုးသမီးရဲ့မိတ်ဆွေကရှင်းပြထားပါတယ်မရင်းကျင်ခံရတဲ့အမျိုးသမီးရဲ့ခင်မောဟာနိုင်ငံသားမှာရောက်နေပြီးတော့အမျိုးသမီးဟာ2020ရွေးကောက်ပွဲကာလက NLD ပါတီကိုဝန်ရံခဲ့တယ်လို့သိရပါဗါးအဲ့ဒီအချက်ကိုမရင်းကအုပ်ချုပ်ရေးမှူးမြင့်စောကအချက်ကံပြီးတော့ PDF နဲ့ဆက်သွဲတယ်ဆိုဆွဆွဲပြီးစစ်တပ်နဲ့ရဲကိုဖမ်းလိုက်မယ်ပိုင်ဆိုင်မှုတွေကိုသိမ်းလိုက်မယ်ဆိုပြီးတော့ချိန်ချောက်ပြီးတော့အရမမရင်းကျင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗါးဒါအပြင်အုပ်ချုပ်ရေးမှူးမြင့်စောဆိုတဲ့မရင်းကောင်ကမရင်းပြုတ်ခြင်းခံရသူရဲ့သမီးကိုပါ ခမှန်ပြုကျင့်ရန်စူးစမ်းလာတယ်လို့သိရပါတယ်။အောက်တန်းစားအုပ်ချုပ်ရေးမှုမြင့်စော်ဆိုတဲ့မရင်းကောင်ကကောင်ကုန်းရွာသူရွာသားတွေကိုလည်းသူ့ကိုတိုင်ရင် PDF နဲ့ဆက်သွဲတယ်ဆိုပြီးဖမ်းကိုင်းမယ်ဆိုချင်းချောက်ထားတော့ဒေဝလုံးကကြောက်ပြီးတော့ဘယ်သူမှမပြောရဲမတိုင်ရဲကြဘူး။ရွာထဲမှာသူ့ရဲ့ချင်းချောက်အနိုင်ကျင့်မှုကိုခံရတဲ့ကြားအမျိုးသမီး3-4ယောက်ရှိနေပါသေးတယ်။သူတို့ကတော့မိသားစုအဆက်ဂုံတိတ်ခါကြောင့်ဖုံမပြောရဲကြဘူးလို့ဒေသခံပြည်သူတို့ကတိုင်ကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းရေစကြုံမြို့နယ်မှာအကြမ်းဖက်ဆက်တက်ကလက်နက်ကြီးများနဲ့ပစ်ခတ်ပြီးတော့စစ်ကြောင်းထုံးနေမှုကြောင့်ပြည်သူအယောက်9000ကျော်ဟာစစ်ပီးတိန်ရှောင်နေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ25ရက်နေ့ကစတင်ပြီးတော့ရေစကြုံမြို့ပေါ်မှာရှိတဲ့အကြမ်းဖက်ဆက်တက်ကဟောဝဇာလက်နက်ကြီးများနဲ့မြို့ရဲ့အနီးအနားမှာရှိတဲ့ပတ်ဝန်းကျင်ကိုပစ်ခတ်ကာမြေပြင်ကနေခလာရ256 259 258တိုင်ရင်းများကနေအေအား200ကျော်နဲ့စစ်ကြောင်းထုံးနေတယ်လို့သိရပါဗျ။ ဒီနေ့နိုဗ ెంబ ာလ28ရက်နေ့မှာညောင်စောက်ကြေးရွာကိုရောက်ရှိနေတဲ့စစ်ခွေးများကပြည်သူတွေရဲ့နေအိမ်များကိုစတင်မိရှုံနေပြီးတော့နေအိမ်ဘလောက်မိလောင်ကျွမ်းသွားတယ်ဆိုတာကိုတော့မသိရသေးဘူးလို့ပြောပါရယ်လက်ရှိစစ်ခွေးစစ်ကြောင်းကပောက်ကူရွာရွာတိရွာနဲ့ညောင်စောက်ရွာမှာရောက်နေတာတုံးရမြောင်နေကြမှာညောင်စောက်ရွာကိုစစ်ကြောင်းကမိရှုံတာပါနေအိမ်ဘယ်နှလုံးလောင်သွားလဲတော့မသိရသေးဘူးရွာထဲမှာစစ်ခွေးတွေရှိနေသေးလို့ပါရဲစကြုံမြို့နယ်ထိစပ်နေတဲ့ရွာတွေကပြည်သူတွေအကုန်စစ်ဘေးရှောင်နေရပါတယ်ပြည်သူတွေဖမ်းဆီးခံရတာမျိုးတော့မကြမ်းမိသေးဘူး ရွာမှာရှိတဲ့လူတွေအကုန်လုံးဆွေပြေးရှောင်လေကြရတာပါလို့ဒေသနေပြည်သူတို့ကအတိအပြုပြောကြားထားပါတယ်။အဲ့ဒီအကြမ်းဖက်ဆစ်ခွေးစစ်ကြောင်းကြောင့်ခြေရွာ73ရွာကဒေသနေပြည်သူအယောက်9000ကျော်ဟာဆွေပြေးတိမ်းရှောင်နေရပြီးတော့သုံးရက်မြောက်ရှိနေပြီဖြစ်တယ်လို့သိရပါတယ်။စောင်းရာသီဥတုအေးဒံကိုကလေးတငယ်များနဲ့တကြီးရွယ်အိုလူကြီးများဟာပုံမုံခန်းစားနေကြရပြီးတော့အရေးပေါ်စေဝါအဝိထဲစောင်းစားတောက်ဆရာများလိုအပ်လျက်ရှိတယ်လို့သိရပါတယ်။အဲ့ဒီအကြမ်းဖက်ဆစ်ခွေးစစ်ကြောင်းများကိုပြည်သူကာကွယ်တပ်ဖွဲ့များကခုခံတိုက်ခိုက်ချိန်မုံးလျက်ရှိပြီးတော့ စစ်ခွေးများထိခိုက်ဒေဆုံးမှုများများပြားနေတယ်လို့သိရတော့လဲတန်ဆာယာတော်လိုင်းတပ်ဖွဲ့များကထုတ်ပြန်မှသာအတိပြုတ်နိုင်မှာဖြစ်ကြောင်းပြင်ရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းကြောက်ကြီးမြို့နယ်မှာအကြမ်းဖက်စစ်ခွေးတပ်ကကြေးရွာများကို ဒရုန်းနဲ့ဗိုလ်ကျဲတိုက်ခိုက်ခြင်းကြောင့်ပြည်သူတအုပ်တွေဆုံးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဗ ెంబ ာလ22ရက်နေ့မှာအကြမ်းဖက်စစ်ခွေးတိုက်ရဲခမာယာ300ခွန်တိုင်ရင်ကကြောက်ကြီးမြို့နယ်တဲရင်ရွာပစ်အတွင်းကိုဒရုန်းနဲ့ဗိုလ်ကျဲတိုက်ခိုက်ရာကြီးရွာအတွင်းမှာရှိတဲ့နေအိမ်တလုံးပျက်စီးခဲ့ရတယ်လို့သိရပါဗယ်။အလားတူပဲနိုဗ ెంబ ာလ22ရက်နေ့မှာအကြမ်းဖက်စစ်ခွေးတိုက်ကနတ်တန်ကွင်းကနေပြီးတော့ဒရုန်းနဲ့ဗိုလ်ကျဲတိုက်ခိုက်ခဲ့ရာအင်းထဲမှာငါးဖမ်းနေတယ် နိုးညာသူရွာသားအသက်30နှစ်အရွယ်စောလေတို့ထူဘုံစာထိမှန်ပြီးတော့တေဆုံးခဲ့ရတယ်လို့သိရပါဗျ။အကြမ်းမစစ်ခွေးတပ်ဟာအပြစ်မဲ့တဲ့အရသာပြည်သူလူထုများလောက်ကင်စားတော့သွားလာနေရနဲ့စစ်ဘေးရှောင်နေရများပါမကြံလက်နက်ကြီးများဒရုန်းများနဲ့ပြင်ပထားပြီးတော့တိုက်ခိုက်နေခြင်းကြောင့်ပြည်သူများဟာစိုးရိမ်ကြောက်ရွံ့မှုများစွာနဲ့လောက်ကင်စားတော့သွားလာနေထိုင်နေရကြောင်း KNU ကပြောဆိုလိုက်ပါတယ်။ဒါအပြင်ဒနေ့တိုင်းတိုင်းတရချောင်းမြို့နယ်မှာလည်းအကြမ်းမစစ်ခွေးစစ်ကြောင်းကမင်းတပ်ကြီးရွာကိုဝေးရောက်စီးနှင်းမိရှို့မှုကြောင့် နေအိမ်60တလုံးပြာကျခဲ့ရကြောင်း KNU ဗဟိုရဲ့ထုတ်ပြန်ချက်နဲ့ပြည်သူများကအတိအပြုပြောကြားထားပါတယ်။နိုဝင်ဘာလ23ရက်နေ့မှာတရားချောင်းမြို့နယ်အတွင်းစစ်ကြောင်းထုံးနေတဲ့အချမ်းမဲ့စစ်ခွေးတပ်ကတိုက်ပွဲနဲ့တပ်ဆိုင်ချင်းမရှိလေမင်းတဲ့ခြေပါကိုစစ်ကြောင်းထုံးဝင်ရောက်ပြီးတော့ပြည်သူပိုင်းနေအိမ်များကိုမိရှုဖျက်ဆီးခြင်းကြောင့်နေအိမ်60တလုံးမိလောင်ပြာကျခဲ့ရတယ်လို့သိရပါဗျ။စစ်ခွေးစစ်ကြောင်းကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့မင်းတပ်ရွာကိုဝင်ရောက်စီးနေပြီးနေအိမ်တွေကိုမိရှို့သွားတာ စစ်ခွဲတွေမိရှုသွားလို့နေအိမ်60ဘလုံးပြာကျသွားပါတယ်လို့ဒေသခံပြည်သူတို့ကအတိအပြုပြောကြားထားကြောင်းပြင်ရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကြိုးဝေးပြီးတော့အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလေ အမြန်ဆုံးလုံမြောက်နိုင်ကြပါစေခင်ဗျာ